အိုက်ဆက်အလောတကြီးပြန်ရောက်လာပြီးမိတဲ့ကအယ်ဘန်ကိုဆွဲထုတ်လိုက်ကသူမဘာလုပ်နေတာလဲလို့တောင်းဆိုမေးမြန်းခဲ့ပါတယ်။အယ်လာကအယ်ဘန်ကညစ်ပတ်နေတယ်လို့ထင်လို့ပါသူ့နဲ့အတူဓားပုံအစ်စ်တွေရိုက်ချင်လို့ပါလို့အေးဆေးစွာပြောခဲ့ပါတယ်။အိုက်ဆက်ကသူမကိုယုံခဲ့ပြီးသူထက်ထွက်သွားရအောင်မယ်လို့ပြောခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့အဲလာဟာဘလီစီကနေတွေ့ဆုံမှုဖိတ်စာတစောင်းလက်ခံရရှိခဲ့ပါတယ်။ဒါပေမဲ့သူမရောက်တဲ့အခါအိုက်ဆက်ရဲ့မိသားစုကဘလီရဲ့ကလေးအတွက်မွေးနေ့ပါတီလုပ်ပေးနေတာကိုတွေ့ရှိခဲ့ရပါတယ်။ သူရဲ့မိခင်ကတော့အိုင်ဇက်ကိုဂလီအပေါ်မကောင်းမွန်စွာမပြုမှုဖို့တတိပေးခဲ့ပါတယ်။အိုင်ဇက်ကပြုံးပြီးသဘောတူခဲ့ပါတယ်။သူရဲ့အပြုမှုကြောင့်စိတ်ဆိုးနေတဲ့ညီမဖြစ်သူကသူတို့ရဲ့ဦးလေးမိုက်လာနေပြီဖြစ်ကြောင်းနဲ့အိုင်ဇက်ကိုသင်ငန်းစာပေးလိုက်မယ်လို့ပြောခဲ့ပါတယ်။ဒါပေမဲ့အိုင်ဇက်ကတော့မိုက်ကသူ့ဘက်ကနေရက်တီပေးလိုက်မယ်လို့တွေးပြီးအလေးနဲ့မထားခဲ့ပါဘူးပြီးတော့သူဟာကလေးရဲ့မွေးနေ့ကိုဆက်ပြီးကျင်းပခဲ့ပါတယ်။ဒီလိုမြင်လိုက်ရတော့အဲလာလဲကျသွားခဲ့ပါတယ်။ မိုက်ကအမှတ်မထင်ဖြစ်သွားခဲ့ပြီးသူမကိုဆေးရုံကိုခေါ်သွားခဲ့ပါတယ်။အဲ့ဒီမှာပဲသူအဖြစ်မှန်ကိုသိရှိခဲ့ရပါတယ်။အဲလာကသူ့ကိုလှုပ်ဝက်ထားဖို့တောင်းပန်ခဲ့တဲ့အတွက်မိုက်ဟာသူမကိုအိမ်ခေါ်သွားဖို့ကလွယ်ပြီးတခြားရွေးချယ်စရာမရှိခဲ့ပါဘူး။နောက်ဆုံးအနေနဲ့မထွက်ခွာခင်မှာအဲလာဟာအိုင်ဇက်ကိုအိမ်ချမ်းမြေကိုသူမနဲ့အတူလိုက်ခဲ့ဖို့တောင်းဆိုခဲ့ပါတယ်။အိုင်ဇက်ခဏလာတွေ့ဝေသွားပေမဲ့သဘောတူခဲ့ပါတယ်။ အဲ့ဒီအိမ်ချမ်းမီဟာအိုက်ဇက်နဲ့အဲလာတို့ချစ်ကြိုက်ခဲ့ကြတဲ့နေရာဖြစ်ပါတယ်။သူမဟာနောက်ဆုံးအကြိမ်ဖြစ်အဲ့ဒီနေရာကိုနှုတ်ဆက်ချင်ခဲ့တာပါ။ဒါပေမဲ့အိုက်ဇက်ဟာဘလီကိုချက်ချင်းဖုန်းခေါ်ပြီးကလေးကိုခေါ်ပြီးထွက်သွားဖို့ပြောခဲ့ပါတယ်။အဲ့ဒီအိမ်ချမ်းမီဟာအခုဆိုရင်ဘလီနဲ့ကလေးရဲ့အိမ်ဖြစ်နေခဲ့တာပါ။အဲလာရောက်တဲ့အခါကလေးကစားစရာတွေကိုမြင်လိုက်ရပြီးအဖြစ်မှန်ကိုနားလည်သွားခဲ့ပါတယ်။သူမဟာအဲဘန်ရှာနေတာပါလို့အကြောင်းပြပြီးတယောက်တည်းထွက်ခွာခဲ့ပါတယ်။ဒါပေမဲ့ဘေးခန်းမှာဘလီနဲ့အိုက်ဇက်တို့ ရင်းနှီးနေတာကို သူမတွေ့လိုက်ရပါတယ်။အဲ့ဒီမြင်ကွင်းကိုမြင်လိုက်ရတဲ့အခါသူမအိုင်းဆက်ကိုသူ့ဘဝတစ်လျှောက်လုံးနာကျင်ခံစားရအောင် လုပ်ပြမယ်လို့ကြေဆိုခဲ့ပါတယ်။ဒါကြောင့်အဲလာဟာသူမရဲ့ကလေးကိုဆွန့်လွတ်ခဲ့တဲ့ခွဲစိတ်မှုသဘောတူညီချက်စာရွက်ကိုဗလီနဲ့သူမရဲ့စကားပြောမှတ်တမ်းတွေနဲ့အတူစူးစီးပြီးလက်ဆောင်တစ်ခုအဖြစ်ပြုလုပ်ခဲ့ပါတယ်။အိုင်းဆက်ကိုဖွင့်ကြည့်ဖို့လည်းပြောခဲ့ပါတယ်။ သူတို့ရဲ့မင်္ဂလာနှစ်ပတ်လည်နေ့မှာအိုင်ဆက်ကဘလီစီကိုအမြန်ပြန်သွားခြင်းနဲ့အတွက်အဲလာကိုလေစိတ်ကိုတယောက်ထဲသွားဖို့ပြောခဲ့ပါတယ်။အဲ့ဒီနှစ်ယောက်အတူရှိနေတော့မှာပဲအိုင်ဆက်ဟာအဲလာလေရင်ပြတ်ကျမှုကြောင့်တေဆုံးသွားပြီဆိုတဲ့သတင်းကိုလက်ခံရရှိခဲ့ပါတယ်။သူဘလီကိုချက်ချင်းထားခဲ့ပြီးအဲလာကိုရှာဖို့အလင်းအမြန်သွားခဲ့ပါတယ်။အဲ့ဒီနောက်မှာသူလက်ဆောင်ကိုတတိယသွားပါတယ်။အဲ့ဒါကိုဖွင့်လိုက်တဲ့အခါသူအချစ်ဆုံးအမျိုးသမီးရဲ့တည်ဆုံမှုကိုဖြစ်စေခဲ့သူဟာသူကိုယ်တိုင်ပဲဆိုတာကိုအိုင်းဆက်သဘောပေါက်သွားပါတော့တယ်